ဒဇောင်းနိုင်မီးထုံးမွေနဲ့ဗိုလ်ချုပ်ထုံးမြတ်နိုင်မွေးနေ့ပွဲတစ်ခုကိုဩစတြေးလျရောက်ရခိုင်တိုင်းရင်းသားတွေကတပြိုင်တည်းကျင်းပပြုလုပ်ခဲ့ကြပါတယ်။ဒီသတင်းကိုမင်းညို့ပေးပို့ထားတာပါရှင်။ဩစတြေးလျအာဂန်နီအက်ဆိုဆီယေးရှင်းကကြီးမှုပြီးလိုဝင်မာလာရှယ်နေကဩစတြေးလျနိုင်ငံဆစ်ဒနီမြို့က Greenfield Park Community Center မှာဒဇောင်းလိုင်းမိထုံးဘွဲကိုမြန်မာတိုင်းရင်းသားတွေစုပေါင်းကျင်းပခဲ့ကြပါတယ်။အဲဒီနေ့ကတိုက်ဆိုင်စွာပဲရခိုင်ဒေသကနေစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့အာရခတက်တော် A တပ်ဖွဲ့ရဲ့ဦးဆောင်သူဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့လည်းဖြစ်ပါတယ်။ဒါကြောင့်ဒဇောင်းလိုင်းပွဲနဲ့အတူဗိုလ်ချုပ်တက်ရှိကျမ်းပါစေဖို့အတွက်မွေးနေ့ဆူတောင်းပွဲလည်းပြုလုပ်ခဲ့ကြပါတယ်။အဲ့တော့ဒီနေ့လောက်ရရည်ရွယ်ချက်ကတော့ဒီတိုင်းဒေသမှာရောက်နေတဲ့မြန်မာတိုင်းရင်းသားတွေအဲ့လို မာရှိကရင်ကရရှိအစုံပေါ့နော်အဲ့လိုမျိုးစုစုစီစီပေါင်းပြီးတော့အဲ့လိုကြောင်လိုက်ပွဲကိုအာဒီပောက်ခရောင်းတော့အဲ့လိုမျိုး location စိတ်ရရှိတယ်အဲ့ပြောတက်တက်ဆိုင်ဆိုင်ပေါ့ညီမတို့ရေဘုဆုံးဝင်းတယ်လေတိုက်ဆိုင်နေဆိုတော့လေသူရေဝင်းရေပုံမှာဒီပောက်ခရောင်းအတွက်အရေးကုန်ပြီပါချင်းဟုတ်ကိုဒေတာတိုင်းပြည်နဲ့ဝေးနေတာနှစ်ကြာလာတာကြောင့်လူငယ်တွေကလေးတွေကမြမရင်ကျေးမှုဒလေးတွေတဖြည်းဖြည်းဝေးကွာလာခဲ့ကြပါဗျ။ ဒါကြောင့်လူကြီးတွေကရိုးရာအစဉ်လာကိုလူငယ်တွေကိုလက်ဆင့်ကမ်းသေးဆောင်ဖို့အတွက်ပြုလုပ်ကြတာလို့ပွဲစီစဉ်သူတွေကပြောပါတယ်။ Australian Organic Association အဖွဲ့ကအပတ်စဉ်ဈေးရောင်းပွဲတွေပြုလုပ်ပြီးရန်မူငွေရှာဖွေခဲ့ကြတာ၃လတစ်ချိန်ရခိုင်ပြည်နယ်ဒဲနဲ့တိုင်းရင်းသားဒေသတွေကစာတင်ကြောင်းတွေနဲ့တခြားလိုအပ်တဲ့နေရာတွေကိုအလှည့်ကျပေးဖို့လှူဒန်းကြပါတယ်။ကလေးတွေကတဲ့င်းကျွတ်ဒီဇိုင်းလိုင်းဆိုတာကိုမသိကြရသေးဘူး။ရှိတယ်။တိအောင်ကျွန်တော်ကတက်တဲ့တော့ဒါလေးတွေကတော့ အပင်ပန်းခံပြီးတော့ဆက်ပြီးတော့မြန်မာရဲ့ဒလေးတွေပေါ့ခံရဲ့ဒလေးမြန်မာရဲ့ဒလေးဒီနေ့တော့ကြောင်းလိုက်တာဒီလိုရှိရယ်ဆိုတာကြီးကျွန်တော်တို့တွေကတော့ပြတ်သားဘလူးတွေကို lesson ခံပြီးတော့ဒါပြတ်သားရှင်တဲ့ဆန္ဒနဲ့ပြည်တော်ရရှိဖြစ်ပါတယ်အာဘိုလ်ရှုံးမွေးနေတဲ့တိတ်ဆိုင်နေတော့အတိုင်းချက်အလုံးပေါ့ဗျာအဘိုလ်ရှုံးမွေးတွေပါကျွန်တော်တို့အားလုံးတက်ရောက်လာလဲကျွန်တော်တို့ဒီမြန်မာတိုင်းရင်းသားတွေရတဲ့တခင်းနဲ့ဝင်ရောက်ပူးပေါင်းပြီးတော့ဘိုလ်ရှုံးကျမ်းပါပါစီချမ်းသာပါပါလို့ကျွန်တော်ပြောလိုက်ဆူတောင်းပေးကြတာလေ ဟိုချုပ်ဒီထက်ဆက်လက်ပြီးတော့ကျွန်တော်အရခနိုင်ငံအတွက်ရောကျွန်တော်မြန်မာပြည်ပြည်သူသားတွေအတွက်ပါဆက်လက်ပြီးတော့ရပ်တည်ပြီးတော့ဆက်လက်ပြီးတော့တိတ်ပွဲဝင်ပေးနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆက်လက်ပြီးတော့ချက်ချက်မှလည်းဆန်းဆန်းသာသာရှိနေပေးပါလို့ဆုတောင်းပေးလိုက်ပါဘိုးချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသကိုလွတ်မြောက်ဖို့အတွက်စစ်ကောင်စီကိုတိုက်ခိုက်လာခဲ့တာအောင်မြင်မှုတွေဇက်တိုက်ရလာခဲ့ပါတယ်။အခုလဲရခိုင်ဒေသကသာမက မြန်မာတနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်လဲလှုပ်ဆောင်လာတာကိုတွေ့နေရတဲ့အတွက်ဗိုလ်ချုပ်ကလေးစားကုန်ပြူတဲ့အနေနဲ့မွေးနေ့ဆူတောင်းဘက်ကိုတက်ရောက်လာတာလို့ပြောပါတယ်ဗိုလ်ချုပ်ထမြနိုင်တို့ရဲ့ရခိုင်မျိုးသားအေးပေါ့နော်ရခိုင်မျိုးသားတက်မလို့ကနေပြီးတော့ဒီရုပ်တော်လိုင်းမှာပါဝင်ဆင်နေနေရရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက်လဲသူတို့လုပ်နေဒါပေမဲ့ရခိုင်ပြည်နယ်ရခိုင်မျိုးသားတွေလွတ်မြောက်ရေးအတွက်သာမကဘူးနော်ဗိုလ်မတနိုင်ငံလုံးလွတ်မြောက်ရေးအမပီလိုမြောက်ရေးဒီဆီယာနာဆင်းမြောက်ကလိုမြောက်ရေးပါလေဒီအေအေအနေနဲ့ရောဘုရုပ်ထမြနိုင်တဲ့နေရာတကယ်ကိုဥအောင်အခုချိန်မှာ ဥတီချက်ကတမျိုးသားလုံးလွမြောက်ရေးဆိုတဲ့အပေါ်မှာဥတီဝင်ရောက်တိုက်ခိုက်နေအဲဟိုကျွန်တော်တို့အများကြီးကိုလေးစားပါတယ်ပုံပြပါတယ်ဒီလိုမျိုးပဲပေါ့ဒီတိုင်းသားမျိုးစုအားလုံးကနေပြီးဒီတိုင်းသားနိုင်ငံဆီရနာချစ်စင်အောင်ကလွမြောက်ရေးမှာဖွဲ့စည်းတည်တည်ရဝင်ရောက်ပါမယ်ဆိုကျွန်တော်တို့ရဲ့ဒီဘီယူဒေါ်လာရအောင်မှုကြီးဆက်လာတယ်ဆိုလို့ကြည့်ပါတယ်ဝချိုးထွမြောက်နိုင်နေတယ်ခုလိုမျိုးပေါ့နော်ဒီမျိုးဒီတိုင်းမြန်မာတိုင်းနိုင်ငံလုံးအတွက်ဟိုအလေးထားပြီးတော့စဉ်းစားလာပဲဆုံးဖြတ်လာပြောလာတယ်ကျွန်တော်တွေ့နေရတဲ့အခါကျတော့အများကြီးကို ဟိုလေးစားပါတယ်ဆိုတော့ဟို1 1 1တောက်တာမြန်မာတွေကတစားမုံလာပြီးနေကိုတာမညာဖလအခါတော်နေ့လို့လဲခေါ်ကြပြီးအဲ့ဒီနေ့မှာဖះရှင်ကိုစီမီထွန်းညိပူဇော်ခြင်းတာရိနာနတ်ပြည်ကဆူလာမဏိဇေဒီတော်ကိုပူဇော်ခြင်းကထိန်သင်္ကန်းကတ်လူခြင်းတွေပြုလုပ်ကြပြီးမတိုးသင်္ကန်းရက်လှုပ်ပွဲမဲဇလီဘူးတုတ်ဝေခါပွဲပန့်တကူပြပွဲစတဲ့ရိုးရာပွဲတွေကိုလဲကျင်းပကြပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ